အလုံးမဲ့မင်္ဂလာပါရှင်ဒီနေ့ကတော့ဆရာမင်းကုန်နိုင်ရဲ့နောက်ကြည့်မယ်အခန်းလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ကျွန်တော်ကတော့အန်နီပဲဖြစ်ပါတယ်အခန်းလေးတော့ရကြောင်ပြန်ရောက်ပြီး သူ့ဘယ်မှမထွက်တော့ပဲငြိမ်ကုပ်၍နေလိုက်သည်ဦးလေးအောင်ရောက်လာပြီးဟိုးဒီဒီတိတ်မသွားနဲ့လူတွေနဲ့တိတ်မရှုံနဲ့ အခြေအနေမကောင်းသေးဘူး။မင်းကိုလာလာပြီးမျက်နှာစိမ့်တွေလာဆောင်ဆန်းနေကြတယ်ဟုတတင်ပေး၏။ကျွန်တော်တငယ်ချင်းတွေဖြစ်မှာပါ။အမေတို့မသိလို့နေလိမ့်မယ်။ဒါတော့ငါလည်းမသိဘူး။မင်းအမေနဲ့အမကဘာကိုမဆိုတန်တရားနဲ့ပူပန်နေရတယ်။ဒါကမင်းငယ်ညာအောင်မင်းလောက်ချင်တာလောက်ခဲ့ပြီးပြီ။မပြီးသေးဘူးဦးလေးအောင်ဟုသူပြန်ပြောချင်တော့လဲမပြောဖြစ်ခဲ့။ငါလဲခဏခဏမလာနိုင်ဘူး။မင်းပဆက်ကိုကြည့်တုံးกว่า အခြေအနေကိုစောင့်ကြည့်နေအောင်ဟုမှားပြီးဆရာတော်ကိုဥချကဥလေးအောင် ပြန်သွားခဲ့သည် သူ့အခြေအနေကဤတော်ရကြောင်းသို့ ရောက်ကစားနေပင်ရောင်ချချာပြန်ဖြစ်ခဲ့၏ပူဆိုးသည်ကသူခင်တွယ်မိပြီဖြစ်သော တောပုတာလေးအတွက် သူဖြစ်မစဲနိုင်သလိုနေရခြင်းပင် အဖေကသမီးကိုယုံပါတယ် ဒါပေမဲ့စိတ်မချတာတော့ရှိတယ်ဟု အဖေပြောခဲ့ပြီးပြီ။ "तू လူကောင်းတယောက်ပါအဖေ။ခင်စရာကောင်းတယ်ဆိုတာညိုယူယူပဲပြောဝင်ပါတယ်ဟုညိုထောက်ခံပေးုံသာတက်နိုင်ခဲ့သည်။ညို၏အဖေသည်စေးတံကိုမင်းညီရင်ຫນွေညလေးပြီးရလိုရညာပြတင်းဝါတို့သွားရက်နေ၏။မိမှုထိုးပြီးသောအဝင်များကို စီရင်ညိုလဲအပြင်ဘက်ညှော်ကြည့်မိသည်။ ကုကုပင်ကြီးပင်အရွက်မလောက်ငိမ့်သက်နေ၏အမောင်သူတဲမလေးပြေလားလေးယူလားကိုရောင်ကြီးမမြင်ပဲမျှော်ကြည့်ရသည်မှာရေယာမှုကင်းလာသည်ဟုညိုတွေးမိ၏သူတစေမောတတာအမတ်ကြီးဟာအိုးထင်းတဲစီမှာဘာလို့တပည့်သွားခဲ့ပြီးဇက်မြုံနေခဲ့ရလဲအဖေဟုညိုကောက်ခါငင်ကမေးလိုက်သည်အဖေကြည်နဲ့စွာပြုံးနေသေး၏ ဒရင်ပေါက်အပြင်ညလီထုတဲစေးတံငွေများထုတ်လိုက်ပြီးမှအေးအေးညို့ကို အဖေတို့ကကလေးတယောက်လိုစိတ်မချလို့တဟဲ့ဟဲ့နဲ့မထင်ကောင်းပါဘူးအရာရာကိုတတိနဲ့ရှင်ပြီးပြုမှုပြောဆိုပါဟုသာအဖေပေး၏ဒေါ်တင်တင်သည်မိမှုတဲမိသွေးအစ်စ်ဖြစ်နေရမှာဒီမားဟုစကားစသည်တခါကညောက်တကောင်ဟာတိုးရចောင်းနာမှာနေရင်တရားအားထုတ်တဲ့ ုံကိုတွေပါဇက်ကဒုက္ခဒုက္ခလို့ရေရွတ်နေကြတာနားမလည်နိုင်လို့ဆရာတော်ကိုတွားမေးလျှောက်တယ်ညိုသည် အမေလက်ထဲမိဘူးကြီးထက်မပေါ့တော့စကားဥပမာဖြင့်ညို့ကောင်းကိုထုချေတော်မည်ဟုကြိုနားလည်လျက်ကျုံ၍စောင့်ကြိုနေရသည်ဒီတော့ဆရာတော်ကအေးဒုက္ခကိုသိခြင်းရင် နောက်နေ့လာခဲ့လို့ချိန်ပြီးဂုံဒီအိတ်ထဲ အစာမကြေဝဲထားတဲ့ခွေးစိုးတစ်ကောင်ထည့်ချီပေးထားလိုက်တယ်။နောက်နေ့မြောက်လာတော့ကဲမင်းတည်ခြင်းတဲ့ဒုက္ခဒီအိတ်ထဲမှာရှိရယ်။ဒါပေမဲ့ဒါကိုတစ်ပင်မရှိတဲ့ကွင်းမြင့်တဲ့အကြမှာဖွင့်ကြည့်လို့မှားတဲ့။မြောက်လဲအိတ်ကြီးကိုမတည်နိုင်တော့ဒီရွတ်ဆွဲပြီးယူသွားရတာပေါ့။အထက်ကခွေးဘလောက်ဒေါသဖြစ်နေမလဲညီစင်းသားကြီး။ကွင်းမြင့်နဲ့ရအောင်မှကြိုးလဲဖြီးကြည့်ရော။ဒေါသထွက်နေတဲ့ခွေးနာတစ်ပင်ပေါ် ပြေးတက်စရာမရှိရမြ။ညီးမျက်စီရဲ့မြင်အောင်ကြည့်။အဲ့ဒီလိုဒုက္ခကိုလက်တွေ့ကြကြသိကျင်တဲ့မြောက်အတွက်ပြောပြရုံနဲ့မလုံလောက်ဘူးဖြစ်နေတာ။အမေစကားကိုညိုသဘောကျစွာပင်လိုက်ရနေခဲ့သည်။အမေကမိသွေးခဲများလောင်စာကောင်းရန်ရက်ခတ်ပေးနေသည်။ညိုကြည့်၍ကောက်ခံငင်ကဤသို့ပြောလေ၏။လူတွေကနှွေညပူလာလို့အေးအေးချောင်းရှာနေရတယ်။ မိဘူးကြီးကတော့နွေဘူးကိုနားမလဲတဲ့အပြင်အီမဆိုးလို့မိရက်ထက်ပေးနေရတဲ့သေးတယ်နော်တောဘူးတာလေးနေညိုချင်သူရောက်ခဲ့ပြန်သည်ရီတမုတ်ခတ်တော့ပြီးတည်တိုင်းအမောမပြေသေးသလိုဖြစ်ရခြင်းမှာနွေညနေချောင်းတော့မဟုတ်တန်ရနေကြီးဆောင်ရဲ့မိစလိုက်ထိုးသလိုကြနေချင်းဘဲချောင်းသားမောင်းနေရတတိတန်းကြီးခြစ်တက်လာတော့ဘဲကို ငေးရသည့်အရသာရခြားလမ်းပေါ်မှကြောက်ခဲများအပေါ်အမိုက်တရိုက်အချို့လူလာခောက်တော့လေးနေတိုင်းလိမ့်နေသည်ကိုမြင်ရသည့်အရသာ အော်တန်ခေါ်တန်များကြမှကလေးတို့ပြေးလွှာစီရောက်ရန်လာကြပုံညဉ့်နဲ့ကြီးအမောဆုသလိုဝင်လာတော့စားဖို့ယထာကောင်းသူ့အတွက်အရာအလုံးမြင်ရကြားရပါလျက်မပြေဆုံးညိုသည် တနလွန်တီများခူးနေရမှ သူ့အားညှို့ကြည့်နေ၏ဘေကလာလို့ဘလို့လူဆိုတာမပြောရင်ကျမတို့ဒီထက်ပိုလို့မရဘူးဟုသူမပြောချင်နေသလားသူ့ဘာသာနားလည်လိုက်သည်တောဘူးတာလေးဘက်ပင် သူပြန်ငင်းနေလိုက်၏ညုံမနေနိုင်သည့်တညက်နေတွင် ရေအိုးစင်ကိုရေဖြည့်ရင်းအနည်းမှာငုံတုတ်ထိုင်နေသောသူ့အားမကြည့်ပဲ စကားတခွန်းဆလိုက်၏ ဘာလို့ဒလဝင်နေဝင်လင်းနေတာလဲစောက်တွေမဖက်ချင်ဘူးလားသူက အုတ်ထုတ်ပြောဖက်ဖက်ကို ခိုင်းလို့ငန်းငိုက်စောင်းထိုင်လျက်ညိုအားလှဲ့မကြည့်စာမျက်နှာပေါ်ကစာတွေကိုလည်းဖက်ချင်တယ်လူတယောက်မျက်နှာပေါ်အခိယာမပါတဲ့အတိတ်ဘယ်တွေကိုလည်းဘာသာပြန်ကြည့်ချင်တယ်နေဆောင်လို့မတော့ရသေးတဲ့အယက်သမားထက်ကြုတ်အနီးရခက်ပါတယ်ညိုသူ့အားရဲလဲရဲချင်းစိတ်လဲမရှိချင်တော့ ဒုက္ခဆိုတာနှစ်ခမ်းမွေးထုလည်ပြကြီးနဲ့မှုန်ကုတ်ကုတ်လူတယောက်ထံမှာဘယ်သို့ရနိုင်မလဲဟု သူမစဉ်းစားနေမိ၏။သို့တော့တောက်ရည်ဖြစ်ပြီး သူမပြန်လာခဲ့၏။သူစိတ်ကြက်လက်ပြက်ပြန်သွားပြန်သည်။အတွေးဆုံးဖြင့်ရှုပ်ထွေးနောက်ကြည့်နေခြင်းကြောင့်သူ့နောက်မှတစုံတယောက်နောက်ရောက်ခံလိုက်လာသည်ကိုပင်သတိမပြုမိဘဲတောရကြောင်အထိငိုက်ဆိုင်လျှောက်သွားမိသည်။ အခန်းငါတယောက်တည်းညီးငွေ့နေရတယ်ဖြစ်နိုင်ရင် အဆက်အသွယ်လုပ်စေချင်တယ်ဘသူတွေဘယ်မှာရှိလဲငါလည်းမသိဘူးမင်းတို့သိသမျှစုံစမ်းပေးပါငါတို့ဒီတိုင်းနေလို့လဲရေရှည်မှာဖြစ်မှာမဟုတ်ဘူးထက်လှရှားရအောင်ပါပဲဒါကြောင့်ဒီစာရရချင်းငါတို့အဖွဲ့တွေပြန်စုထားကြပါငါနောက်တစ်ဆောင်ထက်ရေးအောင်မယ်အဲ့ဒီခါကျရင်ငါ့ကိုတွေ့နိုင်မယ့်နေရာငါရေးပေးလိုက်ပါမယ်ခုငါနာမည်ဖေတောင်းလို့ပဲမင်းတို့တုံးဆွဲကြပါ သူစာကိုအဆုံးသက်ပြီးအိတ်ထဲပိတ်ခေါင်းကပ်သည်ရန်ဖန်ရန်ခမ300ကျောင်းတို့လာတတ်သောဖုန်ကြီးကျောင်းသားလေးအားမုံဖို့ပေး၍စာထက်ခမ်းရန်စဉ်းစားနေ၏မရောက်တာလဲကြာပြီဖျားတပည့်တော်အလုံးများနေလို့တတိယလျက်မလာနိုင်ပါဘူးဥွှေခင်လှူပဲဝတ္ထုများ ကတော်ရင်ဆရာတော်အားလျှောက်သည် အလိုက်အထိုက်ဧကန်နေသောဆရာတော်အား ကျောင်းထဲမှာလူငယ်တယောက်အရင်ကမမြင်ဘူးပါလားဆရာတော်ကျောင်းမှာနေနေရလားဖရာဟုမေးလိုက်၏ဆရာတော်မှာအင်ဒရီမပြတ်ပင်အေးငါနဲ့မကင်းရမကင်းချောင်းတက်ကပဲဟုသာပြန်မိန်သည်တိုးကလားဖရာဟုမေးတော်လဲသူမိဘတွေခဏလာထားကြတာပါလူကောင်းပါဟုသာဖြေသည်ဥရွှေခင်ပြပြချက်ကိုဒေါ်တင်တင်မျက်မှောင်ကျုပ်နားထောင်နေသည် ဆရာတော်ကိုယ်တိုင်ကရေရရမသိတာလားမပြောချင်လို့လားဟုရေရွတ်လျက်ညို့ဘက်လှဲ့ကြည့်သည်ညို့ကားအားမလို့အားမရနားထောင်နေရမှတခုခုတော့လျှို့ဝှက်ချင်နေရအမှန်ပဲဟုနားလည်မိ၏ရပန်အတွင်ထူးခြားချက်ကညို့ဤတိလိုစိတ်ကိုပို၍နှိုးဆွသည်အနည်းယထားပေါ်မှာဆင်းလာသောလူနှစ်ယောက်နှင့်ကိုဖေတောင်းတို့ဘူတာနီးကလက်ဖက်ရည်ဆိုင်မှာနေတဝက်နီးပါးခေါင်းချင်းဆိုင်ရိုက်နေကြခြင်းပင် ညိုသည်ခြံဝင်းထဲမှအာမလို့အာမရချောင်းချီနေပြီ သူတို့အဖွဲကုကုပင်ကြီးနောက်ဖက်သွားကြပုံတော်ရကြောင်ပဲ့သွားရလန်းကို ဖေတောင်းညွန်ပြနေပုံဟူနာလျှောက်ဒီနာလျှောက်နဲ့ဘူတာတဝိုက်တွင်သာ စကားပြောရင်အချိန်ဖြုံးကြပြီးမှညနေစာပို့ရထားအချင်းသူတို့ပြန်၍ပါသွားကြသည် ဖီတောင်းလက်ထင်ထိုဧည့်သည်နှောင်းပေးခဲ့သည့်အထုံများတပွေတပိုက်ဖြင့်ကြည်နှက်စွာပြန်သွားသည်ကိုညိုချန်စီယိုချမ်းမှခြောက်ကြည့်ကြံခဲ့ရသည်ဗဟေနိမန်၏အဖြစ်ရှိသမြဲဟုညိုယုံသည်တကယ်တမ်းကျတော့သဲလွန်စားကိုရှာတော့ကမတွေ့မရှာပဲခလုတ်တိုက်မှတိတိတူမှန်သိရပြီးရင်ထိတ်သေးဖို့ဆန်ဆန်ညိုခန်းစားလိုက်ရ၏ဧဘရလဆန်းပြီမို့ တချံတွင်စတုတီတာကျွေးရဲ့အစီအစဉ်အတွက်ညိုတို့အိမ်ရှိပဲရှိရွာထဲမှာအပြုတ်ကောင်းဆောင်မက်ခင်အေးရောက်လာသည်ညိုထံမှအလူငွေကောက်ရင်းအစီအစဉ်ပြောရင်းဟိုရောက်ဒီရောက်စကားပြောဖြစ်နေ၏မမအေးတို့ကြောင်းပေတော့ပြန်ဖွင့်ပါလေမကြီးညာသေးပါဘူးဟာကြောင်းမဲ့ထင်တာပဲပြည်တနာကမက်ခင်အေးစကားမဆုံးပဲပါဆက်အဟောင်းသားဖြင့်ကုကုပင်ပဲကြည်ရင်ဟဲ့ဟု ရေရွတ်ခါတိချောင်မျိုးလုံးပုတ်သက်နေ၏ ခုဖေတောင်းသည်သူဝစ်စင်နေကြအစာအယောင်များနှင့်ပင်ဘူတာမာရောက်သောစာသောအချို့ကိုလှန်လို့ကြည့်နေသည်ကို တွေ့ရသည်မမရေသူ့ကိုတိလို့လားအေးဟဲ့တူတော့တူတယ်နေုံနှကမ်းမွေကြီးနဲ့ဟဲ့ဟုတ်ပါပြီသူကဘလိုဒီကိုရောက်မခင်ရေစကားများပြက်တောင်းပြက်တောင်းဖြင့်အံ့ဩစွာငေးဆိုင်နေ၏ကိုဖေတောင်းစာသူတစ်ခုဝဲသွားပြီးကိုကိုပင်ကြွယ်ရပဲငိုက်ဆိုင်ဆိုင်ထွက်သွားပြီးမှာ ဟုတ်တာပေါ့တေချာပြီကြည်စန်းငါကသူ့ပါသွားပြီအောင်းမိနေတာညိုရင်တိလုံစိတ်ကိုဂလိထိုးနေတယ်လို့ရှိလာ၍မမအေးတို့ចောင်းကလာဟု အမောတကောမေးလိုက်သည်အေးဟုတ်တယ်ငါတို့နဲ့ဘာသာအတူတူပဲအခန်းတော့မတူဘူးဟုဖြေသည် သူ့နာမည်ကိုဖေးတောင်းဆို ဟုတ်လားငါနာမည်တော့ဘယ်သိမလဲဒါပေမဲ့လူတော့သိပါတယ်အကစားပွဲတွေမှာဘဲကဝီစီကိုယူလာပြီးတတီတီမှုန့်နေမှမသိဘူး က်တွေခန်းထဲမှာလည်းအမဲဆော့နေတာ။အော်ငါကသူ့ပါသွားပြီမှတ်လို့။ဘာပါတာလဲမမအေးရဲ့။ညို့မေးကြောင့်မန်းခင်အေးဟိုးကျောင်းဒီကျောင်းဇက်ကျောင်းပြန်ရင်ညို့ကွက်ကွက်ကွင်းကွင်းနောက်ခံစကားပြောနဲ့ရုပ်ရှင်ပြကွက်လို့မြင်လာသည်။ဟိုတလောကကျောင်းမှာရွ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 ဖြစ်တယ်မဟုတ်လား။အဲ့ဒါသူဖိုးအတွက်ကြောက်လုံနေတာ။ငါတို့အဆောင်ဘက်တောင်လာခေါ်သေးတယ်။ငါကြောက်လို့လိုက်တော့မလိုက်ရဲဘူး။လက်ကင်ပွားပြီးတော့စုပြီးပေးလိုက်ပါရစေ။ ထို့သို့ပြောပြီးမက်ခင်အေးတစုံတစ်ခုတတိရ၍ဟဲ့ငါအားပေးတာဘသူမှမသိစေနဲ့အောင်တွကြငါပါအစွဲခံနေရအောင်မယ်ဟုထိတ်လန့်စွာနှုတ်ပိတ်၏ညိုရဲ၍ဆိတ်ရပါမမအေးရဲ့ဟုဂတိပေးလိုက်ရသည်ကိုဝေတောင်းဆိုသူတို့ကြောင်ဝင်တဲ့လှဲ့ပုံအုတ်ခုံပေါ်တက်တရားဟောပုံတို့ကိုညှို့မျက်စီရဲ့မမအေးပြောသည်။မြင်ရောင်လာ၏ကံဆက်မှာအတိခံရပြီးနောက်တနေ့ကြောင်ဝင်တဲ့သူတို့ပြန်ရောက်လာသေးတယ် ပိတ်ပြီးဆွဲသွားတော့သူပါသွားပြီးအောင်းမိနေတာကြည်စန်းသူเจ้าဝင်းအပြင်မှာလည်းအဲ့ဒါတွေလိုက်လုံနေသေးတယ်လက်ဆက်တက်တော့ကိုတော်ချောကဒီကိုလာရှောင်နေတာပဲဖြစ်ရမယ်ဟုတထစ်ချပြောနေ၏ထိလန့်ခြင်းချမှပဲညိုဘဝင်ကျသွားပြီဖြစ်သည်အိရှိတကားဝါမခေါင်းပြူ၍လိုက်ကြည့်နေသေးသောမခင်အေးအားပခုံးပုတ်၍မမအေးဘသူမှမပြောနဲ့နော် သူဒုက္ခရောက်ပါမယ်။အိုးဘာလို့ပြောရမှာလဲငါတို့ငါတို့အတူတူပဲဥစ္စာ ထို့သောမခင်ပြောပြီးသူဘဲရွာလာနေသလဲမသိဘူးနော်အတိဆွေမျိုးတွေစီလာနေတဲ့ထင်တယ်စသဖြင့်တွေးစပြောပြောနေ၏မမအေးမသိချင်အောင်ဆောင်နေဒီနားမှာမမအေးတို့ကြောင့်ကတခြားလူလည်းရှိတာမဟုတ်ဘူးတို့ကြာမမအေးကိုတွေးလို့သူလက်ပြီးထွက်ပြေးသွားအောင်မယ်ဟုညိုတတိပေး၏ငါစဉ်းစားနေတာဟုမခင်အေးပြန်ပြောသည်ငါသူ့ကိုအားပေးလိုက်ရင်ကောင်းမလားလို့ကို့တချောင်းတဲသားချင်းလည်းဖြစ်တယ် ကိုရရမှာရောက်နေတာလည်းဖြစ်တယ်။ဒါပေမဲ့ညိုပြောသလို သူလန့်ပြီးထွက်ပြေးနေအောင်မယ်။တကယ်တော့ဒီမှာနေတာကောင်းတယ်။ညိုကြည့်လှုပ်လိုက်မယ်။မမရဲ့အသာနေလိုက်။ညိုနဲ့သူစကားနည်းနည်းပြောဖို့ပါတယ်။သူတနာစရာတော့ကောင်းတယ်။တိတ်ပြင်းနေတာ။အဖော်လည်းမရှိဘူး။စာဖက်ချင်တော့လည်းအခက်ကြုံနေတယ်။တစ်ဆက်တည်းညိုမိပါများသဘောထားကိုပါညိုပြုတ်ပြလိုက်သည်။မခင်အေးခေါင်းငြိမ်၍အေးကောင်းတယ်။ငါနောက်နေလာခဲ့အောင်မယ်။ ညိုကြည့်ပြီးသူ့ကိုပြောထားလိုက်ဟုသဘောတူသည်နောက်တစ်နေ့နေညိုချင်းတောပူတာလေးတို့သူရောက်လာပြန်သည်စာပုံးနဲ့စာတဆောင်ထက်ပြီးဇလိဖာတုံးပုံပေါ်ငုတ်တုတ်ထိုင်၍ပူတာလေးမြင်ခွင်အားငေးကြည့်နေပြန်၏ရထားတန်လန်းပေါ်တွင်တန်လျက်ခိုးများတရှိန်ချင်းထနေသည်ကလေးတစ်ဖွဲ့မှာတကြံမကြသေးတော်လဲရေပြုတ်များဖြင့်အချင်းချင်းကြည်စဲပက်ကစားရင်ပြေးလွှားနေကြ၏ တန်လန်းပေါ်ရေကျသွားတိုင်းအခိုးငွေများထွက်လာသည်ကို သူရီဝေဝေမျက်လုံးများဖြင့်သာ ငေးကြည့်နေ၏ညုံသူ့ကိုကြည့်၍တနာကျင်နာစိတ်များယင်ထဲတိုးဝေရောက်လာ၏အော်မိသားစုအပေါင်းအဖော်တွေနဲ့ဝေးပြီး သူအထီးကျန်နေရရှာတာပဲတပတ်ကလည်းဘဲကပေါ်လာမှမသိတဲ့အန္တရာယ်ကို တွေးနေရသည်ဘာမှမပြေဆုံးတဲ့တောရเจ้าမှာသူဖြစ်တယ်လို့နေနေတာပဲဟု သူမှနားလည်လိုက်၏ ရှိတဲ့တဲ့ငင်းနေရမှာသူ့မျက်လုံးရှိစံသားများတထွေးကြီးဝဲကြလာ၍သူလှဲ့ကြည့်လိုက်သည်ထူးခြားသောအပြုံးတစ်ခုဖြင့်သူ့အာငုံကြည့်နေသည်ညွတ်မျက်ဝန်းညိုများဖြင့်နှင့်ညွတ်မျက်ဝန်းညိုများနှင့်ရင်ဆိုင်လိုက်ရ၏ပြင်းနေပြီလားဟုညိုကတင်းရင်တင်းကျင်နာစွာမေးသည်သူက အချိကိုလွှဲပြီးဘလို့မေးလိုက်တာလဲဗျာနေဆောင်ရင်ဖေးသောမနေတတ်ဘူးဟု ပကတိငင်းငွေမွန်းကျက်တန်ဖြင့်ဖြည့်၏ မနေ့ကလူတချို့လာမေးသွားတယ်ဒီနားမှာကောလိပ်ចောင်းသားတယောက်လာပုန်းနေတယ်မတွေ့ဘူးလားတဲ့ညို့စကားကြောင့်သူအလန့်တကြားမောကြည့်ပြီးအုတ်ထုပ်ကိုဖိဆွဲချကစက်ခနဲထရက်သည်ဟုတ်လားဘသူတွေလဲဘယ်မှာလဲညို့ပိုင်ပိုင်နိုင်နိုင်ပြုံးသည်လေဝိတ်မှာစံရွယ်တို့ရင်းကနေလှုပ်ခါပါသွားတော့ထိုမိန်ကလေးသည် သူ့အားထိတ်လန့်တကြားဖြစ်စေမည်တဲ့ရင်ဆိုးကိုဘာကြောင့်ယူခဲ့ရပါလဲ မြို့ပြောလိုက်တယ်လေကိုဖီတောင်းဆိုတဲ့နှခမ်းမွေးအတူကြီးနဲ့တောသားတယောက်တော့ရှိတယ်လို့ဘာဗျကျုံနှခမ်းမွေးအတူမဟုတ်ဘူးအစ်စ်ဗျဒီမှာကြည့်သူရှူရှူရှာရှာဖြစ်သွားပြီးနှခမ်းမွေးကိုလက်ဖြင့်တအားဆွဲပြသည်သဘောကျစွာရဲလိုက်တော့ညို့မျက်နှာအားသူမကြည်မချမ်းကြည့်၍ဘာလို့ကျုပ်ကိုပြောလိုက်ရတာလဲကျုပ်သွားတော့မယ်နောက်ဘယ်တော့မှမလာတော့ဘူး သူတို့ကိုလည်းအလကားနောက်တာပါလို့သွားပြောလိုက်ကျုပ်မတွေ့ချင်ဘူးဟုဘူးဆက်ဆက်ပြောကာသူထွက်သွားသည်ကုကုပင်ကြီးနောက်ဖက်ရောက်သွားပြီးတောရကြောင်ဖက်ပြန်မြည်လမ်းဖက်သူလျှောက်သည်အထိညိုတခိခိလေးရဲလျက်နောက်ကလိုက်သွားသည်သူမလုံးမလဲလှဲ့ကြည့်ရင်ညို့အာတွေ့၍ကျုပ်နောက်မလိုက်နဲ့ဘာမှမပတ်သက်ပြရစေနဲ့ဟု အော်လှုတ်သည်မလိုက်ပါဘူးလေတောရကြောင်မှာရှိတယ်လို့သတင်းပေးလိုက်ရင်ပြီးတာပဲအံအောင်ချင်းမကအံအော